ိုက်တဲ့အချိန်လေးမှာဒီတဘာဝတရားလေးချုပ်ငိမ့်သွားတာကိုလည်းမြင်ရတယ်။ချုပ်လိုက်တဲ့အာယုံလေးပေါ်မှာတတိလေးကန့်နေသည့်အတွက်ကြောင့်လောဘမဖြစ်တာချုပ်ငိမ့်သွားတာလေးတွေ့ရတယ်။ဒေါသမဖြစ်တာချုပ်ငိမ့်သွားတာလေးတွေ့ရတယ်။မောဟမဖြစ်တာချုပ်ငိမ့်သွားတာလေးတွေ့ရတယ်။နောက်ဆုံးမက်ဆေ့ပေါ်လာတဲ့အခါကျတော့ဒီလောဘဒေါသမောဟတွေကိုသာဝရချိန်ငဲအောင်လှုပ်လိုက်တာလည်းသိရတယ်။နောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုလိုက်နိုင်တဲ့အခါကျတော့ လောဘထဝရချုပ်ငိမ့်သွားတဲ့အနေအထားမျိုးကိုလည်းသိလိုက်ရတယ်။ဟောနိရောဓတတိတာဝိရခဆိုတာဒီအာယုံလေးပေါ်မှာတွေ့တာမှုဆိုတာလည်းပဲခင်းပြတ်သွားတယ်ဆိုတဲ့အဆင့်ကိုရောက်အောင်ဒီလိုရှုမှတ်ပွားများရမယ်လို့ဝတ္တကပြိနာမိဆိုတာဝတ္တကဆိုတာစွန့်လွတ်မှုနဲ့ပြေးဝင်မှုဒီနှစ်ခုကိုပြောစွန့်လွတ်မှုဆိုတာခိလေသာတွေကိုစွန့်လွတ်လိုက်ရင်နိဗ္ဗာန်ကိုရောက်သွားတယ် တစ်ဖက်ကလွတ်လိုက်တာနဲ့တစ်ဖက်ကပြေးဝင်သွားတယ်ဟောဆိုလိုတာကကိလေသာကိုဖယ်လိုက်မှနိဗ္ဗာန်ဆိုတာမြင်လာတယ်ဟောဥပမာမယ်ကောင်းကင်မှာလာရည်တော့တားနေတယ်သို့တော့တိမ်နေဖုံးနေတယ်အဲ့ဒီတိမ်နေဖယ်လိုက်တာနဲ့တပြိုင်တည်းလာကြီးကွာနဲ့ပေါ်လာတယ်ပေါ့အဲ့လိုမျိုးလိုပဲကိလေသာတွေဟာတိမ်နေနဲ့အလားတရာတူတယ်လာကနိဗ္ဗာန်နဲ့အလားတရာတူတယ်ပေါ့ အဲ့တော့ကိလေသာတိမ်တဲ့အလားသဏ္ဍာန်တူတဲ့ကိလေသာတွေကိုဖယ်လိုက်တာနဲ့တပြိုင်နက်လနဲ့အလားသဏ္ဍာန်တူတဲ့နိဗ္ဗာန်ကိုမြင်ရတယ်လို့ဒီလိုပြောတာနော်အဲ့ဒါဟာဝတ္တကပြိဏမိန်ကိုယ့်ရဲ့တတိလေးဟာအဲ့ဒါလို့ဖယ်ရှားမှုစွန့်လွတ်မှုပြေဝင်မှုဆိုတဲ့ဒီအနေအထားနှစ်ခုထိအောင်ရင့်ကျက်သွားအောင်တတိတံပိုးစဉ်ကိုပွားပေးပါလို့ဒီလိုပြောတာဟော အာနာပါနလှုပ်နေတာဟာတတိတံဘုဆင်ကိုပွားနေတယ်လို့ပဲဒီလိုမှတ်။ကဲရဲလို့အာနာပါနလှုပ်ရင်းကနေပြီးတော့အတိလေးတွေပါတိုးလာတော့ဆို။ဩထွက်လေလေးကဝင်လေမရောက်ခင်ပြတ်သွားတာပါလား။ထွက်လေလေးကဖြစ်ပြီးရင်ပြတ်သွားတာပါလား။နှာသေးရလေးကိုလာတိုက်လိုက်မှထိတိတဲ့စိတ်ကလေးကပေါ်လာတာပါလားဆိုတဲ့အတိကလေးတွေပေါ်မလာဘူးလား။အဲဒီလိုအတိလေးတွေရလာတာဒီပင်နဲ့ဓမ္မဝိစရာပဲ။ တဘာဝတရားတွေကိုသူကစူးစမ်းလာသိလာငါကတော့ထင်တာဒီလေးလေးပဲဖြစ်နေတယ်လို့ထင်တယ်ရှိနေတယ်လို့ထင်တယ်မဟုတ်ဘူးလေးလေးကနှာသီးပြားကို တိုက်လိုက်မှထိမှန်သိတာဒီပြင်ချိန်မှာဒီစိတ်ကရှိနေတာမဟုတ်ဘူးတဲ့နော်အဲ့လိုတဘာဝတရားလေးတွေဟာဖြစ်ပြီးတော့ပြတ်သွားတာကိုခန္ဓာကတတိကနေစူးစိုက်ပြီးတော့ကြည့်လိုက်တဲ့အခါဒီအသိဉာဏ်လေးထွက်လာတယ်တဘာဝတရားကိုဆင်ញင်စူးစမ်းနိုင်တဲ့ဒီ ဓမ္မဝိဆေယသံဃောစဉ်ဆိုတာပေါ်လာတယ်။ကောအဲ့ဒါလို့ပေါ်လာအောင်မလုပ်ရတော့ဆိုကျိုးစားအထုံးမှုလေးတွေရှိမပေါ်ပေါ်အောင်ကျိုးစားနေတယ်။ဒီကြားထဲမှာ မကောင်းတဲ့စိတ်ကလေးဝင်လာရင်တွန့်ထုတ်ပစ်တယ်။မကောင်းတဲ့စိတ်ကလေးတွေဝင်လာရင်ဖယ်ရှားပစ်တယ်။ကောင်းတဲ့စိတ်ကလေးတွေကိုထူထောင်ပေးတယ်။ဒါလေးတွေဟာဝိရိယသံဃောစဉ်ပဲပေါ့။ဟောတရားထုတ်နေလို့ရှိရင်တတိသံဃောစဉ်လည်းဖြစ်တယ်။ဝိရိယ တမဝိစေတမောဇဉ်လည်းဖြစ်တယ်ဝိရိယလည်းဖြစ်တယ်ဟုတ်ကဲ့လားအဲ့ဒါလို့ဝိရိယဖြစ်နေတဲ့အချိန်မှာကြည်ကိုယ်စိတ်လေးကငြိမ့်လာလို့သဘာဝတရားလေးတွေကိုကြီးကြီးလင်းလင်းနဲ့ပြီးပြီးပြင်းပြင်းမြင်လာပြီဆိုလို့ရှိရင်ဘာဖြစ်စိတ်ထဲမှာစိတ်နှမှုဆိုတာပီတိလေးပေါ်လာဟောဒါပီတိတမောဇဉ်ဖြစ်တာပဲအဲ့ဒီလိုစိတ်နှမှုလေးပေါ်လာတဲ့အခါကျတော့အိုးတဏှာကြီးထိုင်လဲဘာမှမဖြစ်ဘူးနှစ်နာရီထိုင်လဲဘာမှမဖြစ်ဘူးညောင်းနေညာတယ်မရှိတော့ဘူး ဩစိတ်ကလေးကိုရောစိတ်ရောငြိမ်းချမ်းလာဒါကပတ္တတိတံဘောဇဉ်ဖြစ်လာတာအဲ့ဒါလိုငြိမ်းချမ်းတဲ့အခါစိတ်ကလေးဟာလည်းပဲဒီအာယုန်လေးပေါ်မှာပဲငြိမ်းပြီးတော့သွားတယ်ဩတမာတိတံဘောဇဉ်ဖြစ်တယ်အဲ့ဒါလိုငြိမ်းသွားတဲ့အခါမှာကိုယ်အနေနဲ့ဘာမှလုံးစော်စရာမလိုဘူးအားဆိုင်စရာမလိုဘူးထွက်လေလေးကိုတတိလေးကထွက်လာတာနဲ့ဟုတ်လားတတိလေးကစိုက်လိုက်တယ်စိုက်လိုက်တာနဲ့သူ့ရဲ့သဘာဝလေးကို ဓမ္မဝိဇ္ဇာကတိလိုက်တယ်ဆိုတော့ဟောမကြိုးစားရပဲနဲ့သူဟာသူအော်တိုမက်တစ်ဆွာမျိုးလို့ဖြစ်ပြီးတော့တည်ငြိမ်လာတယ်ဆိုရင်ဒါဥပေက္ခသံဃောစဉ်ဖြစ်တယ်လို့ခေါ်တယ်။ဟောပေါင်းလိုက်တဲ့အခါကျတော့တရားအထုတ်နေတဲ့အချိန်မှာတတိသံဃောစဉ်လည်းဖြစ်တယ်ဓမ္မဝိဇ္ဇာဝီရိယပိဋိပတ်တိသမာဓိဥပေက္ခဆိုတဲ့သံဃောစဉ်တရားတွေဟာဖြစ်နေတယ်လို့ဒီလိုပြောတာနော်။အဲ့ဒီတရားတွေကိုခொနကဘယ်ထိအောင်ပွားရမှာတော့ဆိုရင်ဝတ္တကပြိဏမေ ကိလေသာတွေကိုဖယ်ရှားပြီးတော့နိဗ္ဗာန်ကိုပြေးဝင်သွားသည့်အထိရင့်ကျက်လာအောင်ပွားရမယ်လို့ဒီလိုပြောတာအဲ့ဒါလို့ပွားမှဒီဘုဇင်ကတကယ်ကိုဆေးဖြစ်မှာတဲ့တမန်လေးနဲ့တော့ဆေးဖြစ်အောင်မှမဟုတ်သေးဘူးဟုတ်ကလားဒါကတုတ်တန်နေပါမြတ်စွာဘုရားကဒီလိုဘုဇင်ခွန်တပါပွားပုံပွားနည်းတွေကိုအသေးစိတ်ဒီလိုဟောထားတာရှင်ဝိဝေကနေတိတာတဲ့ကင်းစိတ်ငြိမ်သက်မှုထိအောင်အခြေခံထားပြီးတော့ပွားပါတဲ့ ဝိရာဂဒိဋ္ဌိတဒီလောဘဒေါသမောဟတွေပြက်ပြက်ကင်းစိတ်သွားအောင်ပွားပါနေရောဒလောဘဒေါသမောဟတွေချုပ်ငြိမ်းသွားအောင်ပွားပါဝိတ္တကပြိဏမေကိရိတာတွေကိုဆွန့်လွတ်ပြီးတော့နိဗ္ဗာန်သို့ရောက်ထိသွားအောင် ရင့်ကျက်လာသည့်ထိအောင်ပွားပါလို့ဆိုတော့ဩကမ္မဋ္ဌာန်းတရားအထုတ်နေတယ်ဆိုတာဘုဇဉ်9ပါးပွားနေတာပဲပြောတော့ဘာလုပ်နေတုံးထွက်လေဝင်နေမှတ်နေတယ်ပဲပြောတာပဲမှန်လား အဲ့တော့ထွက်လေဝင်လေမှတ်နေတယ်ဆိုတာကြည့်ဘုဇင်ခုနှစ်ပါးပွားနေတာပဲလို့ဒီလိုဆိုလို့ဒါကြောင့်မို့လို့တုတ်တံမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအေးဒီဘုဇင်ခုနှစ်ပါးပွားနေခြင်းဖြင့်ဘာတွေကိုဖယ်ရှားပြစ်နိုင်နှုန်းဆိုတော့နိဝရဏတရားတွေကိုဖယ်ရှားပြစ်တာဟဲ့နိဝရဏတရားတွေဆိုတာအလုံးသိတဲ့အတိုင်းစိတ်ကိုကုသိုလ်စိတ်တွေကိုစုပ်ပိတ်တတ်တဲ့သဘာဝတရားတွေအဲ့ဒါတွေကဒီအာယုံ၅ပါးကာမုံတရားတွေကိုခံစားခြင်းနဲ့လောဘ ခံစားရလို့ရှိရင်စိတ်အလိုမကျတဲ့ဒေါသနော်စိတ်ထဲမှာမတည်ငြိမ်မှုဒီပြန့်လွင့်မှုပူပင်မှုဆိုတဲ့ဥဒိစ္စကောကုဆစိတ်တွေအပြော့သွားမှု ထိုင်းမိုင်းမှုအိတ်ချင်မှုဆိုတဲ့ထိနာမိတ်တကိုလုံးတဲ့အလုပ်ပေါ်မှာတန်လျာရှိနေမှုဆိုတဲ့ဝိသိကိစ္စတဲ့အဲ့ဒါတွေဟာနိဝရဏလို့ခေါ်ပါတယ်အဲ့ဒီသဘာဝတရားတွေကိုဖယ်ရှားပြစ်တာ ဟောကိုယ်စဉ်ပွားလိုက်လို့ရှိရင်အဲ့ဒီသဘာဝတရားတွေဟာလေတိုက်လိုက်လို့ကောင်းငင်မှာ တိမ်နေလွင့်သွားသလိုပဲကိုယ်စဉ်တရားပွားလိုက်တာနဲ့တပြိုင်နက်ခဏတုန်းကဒီကာမဂုဏ်အာယုံခံစားခြင်းနဲ့စိတ်တွေစပါစို့ပွဲချခြင်းနဲ့စိတ်တွေရုပ်ရှင်ကြည့်ခြင်းနဲ့စိတ်တွေရှိသေးလားမရှိတော့ဘူးဟောကာမိဆန္ဒတွေမရှိတော့ကောင်းကွာသွားတယ်လို့ဒီလိုပြောတာနော်အဲ့ဒါတွေကွာရမယ်ကွာပြီးတော့ ကိုယ်စိတ်လေးကဘယ်ပေါ်မှာအခြေဆိုင်ရမလဲလို့ဆိုရင်တတိပဋ္ဌာန်တရား၄ပါးပေါ်မှာအခြေဆိုင်ကြည်အာနာပါနဆိုတာဘယ်ပေါ်အခြေဆိုင်တာတော့ဆိုကာယ ानु ပဒနာတတိပဋ္ဌာန်ပေါ်မှာအခြေဆိုင်တာဩတခါတခါကိုယ်စိတ်လေးကိုအကဲခိုင်လို့ရှိရင်စိတ်လေးရဲ့အခြေအနေကိုသိတဲ့အခါစိတ်တ ानु ပဒနာပေါ့ခံစားမှုလေးကိုအာယုံဆိုင်မိတဲ့အခါဝေဒနာ ानु ပဒနာပေါ့ကျန်တဲ့သဘာဝတရားတွေကိုအခြေဆိုင်မိတဲ့အခါမှာဓမ္မ ानु ပဒနာပေါ့ဟောကိုယ့်ရဲ့စိတ်ကလေးဟာ ကြည့်ဘုဇင်တကပွားတဲ့အခါမှာဇိဝရဏတရားတွေကိုဖယ်ရှားပြစ်ပြီးတော့တတိပဌံ၄ပါးပေါ်မှာစိတ်လေးကအခြေဆိုင်မိသွားတယ်။အခြေဆိုင်ပြီးတော့ဟောဒီဘုဇင်၇ပါးမိမိတို့ရဲ့တဏ္ဍမှာကြီးထွားလာအောင်လေ့ကျင့်ပြီးတော့ပေးတာတဲ့လေ့ကျင့်ပြီးတော့ယူတာကပ္ပထာအာထုတ်တာဒီပြင်ဘုဇင်ပွားများခြင်းပဲ။ယသောဗျာသခင်ကိုယ်တော်မြတ်က နိညတရဘုဇာတပတာနိညတိန္ဒရိယသံဝရနိညတရသဗ္ဗနေတ္တကတထိန်ပတ္တမိပါဏိနာနဲ့ဒါလိုဟောထားတာရှိတယ်နတ်သားတယောက်ရဲ့အမေကိုမြတ်စွာဘုရားအဖြေထားတာနိညတရဘုဇာတပတာဆိုတာဘုဇင်ခွန်တပါဆိုတဲ့အကျင့်တရားဒီကမ္မထာတရားအာမထုတ်ဖဲနဲ့တတ္တဝါတွေချမ်းသာဒုက္ခရတယ်ဆိုတာမရှိဘူးတဲ့မဖြစ်နိုင်ဘူးဒီလမ်းပဲရှိတယ်နိဗ္ဗာန်လိုချင်ဒီလမ်းကရှောက်လို့ပြောတာ ဟုတ်ကဲ့လားနိဗ္ဗာန်လို့ချင်းဘုဇင်ခေါတပါအချင်းတရားဆိုတဲ့ဒီလမ်းကလျှောက်ကပ္ပတန်တရားကိုနိမ့်မှနာမအထုတ်နေခြင်းဒီပဲလင်ဘုဇင်ခေါတပါပွားနေခြင်းပဲဖြစ်တယ်ဘုဇင်ခေါတပါပွားတာကတခြားကပ္ပတန်အထုတ်တာကတခြားတယ်လို့မဟုတ်ဘူးเนาะဒီထဲမှာတတိတန်ဘုဇင်ဆိုတာဖြစ်နေတယ်ဓမ္မဝိဇ္ဇာတံဖို့စဉ်ပညာတွေဖြစ်နေတယ်ဝိရိယတံဖို့စဉ်ကြိုးစားမှုတွေဖြစ်နေတယ်။နော်ပီတိတံဖို့စဉ်တွေ ရမယံခဖြစ်တယ်ပတ္တတိသံဝဇ္ဇဉ်တွေဖြစ်တယ်သမာဓိသံဝဇ္ဇဉ်တွေဖြစ်တယ်ဥပေက္ခသံဝဇ္ဇဉ်တွေဖြစ်လာတယ်ဒါဖြင့်မဂ္ဂင်၈ပါးနဲ့ဘာကွာလဲလို့မေးကြရှိတယ်မဂ္ဂင်၈ပါးနဲ့ပြောမယ်ဆိုလို့ရှိရင်တရားအထုတ်နေဘာမဂ္ဂင်တွေဖြစ်တာတုံးဆိုသမ္မာဒိဋ္ဌိတဲ့မှန်ကန်စွာ မြင်မှုသမ္မာသင်္ကပ္ပမှန်ကန်စွာတွေးကြောကြံစည်မှု သမ္မာဝါယာမမင်္ဂစွာကြိုးစားအားထုတ်မှုသမ္မာတတိမင်္ဂစွာအမှတ်ရမှုနဲ့သမ္မာသမာဓိမင်္ဂစွာတည်ငြိမ်မှုဒါကမဂ္ဂင်ရှုထောင်းကပြောတာဘုဇင်ရှုထောင်းကပြောလို့ရှိရင်ဒီဘုဇင်ခုနှစ်ပါအဲ့ဒီထဲမှာကြည့်ဓမ္မဝိဇ္ဇာဆိုတာသမ္မာဒိဋ္ဌိပဲနော်တတိတံဘုဇင်ဆိုတာသမ္မာတတိပဲဓမ္မဝိဇ္ဇာကသမ္မာဒိဋ္ဌိ တတိတမောဇင်ကတမ္မာတတိဝိရိယတမောဇင်ကတမ္မာဝါယာမနော်တမ္မာဝါယာမတမာတိတမောဇင်ကတမ္မာတမာတိဘာမပါတော့ဆိုတမ္မာသင်္ကပ္ပဒီထဲမှာမပါဘူးဘုဇင်နဲ့ကြတော့တမ္မာသင်္ကပ္ပဆိုတာထည့်မထားဘူးဟုတ်ကဲ့လားဘဂင်ရှိပါတဲ့မှာကြတော့ဥပေက္ခာမပါဘူးပတ္တတိမပါဘူးပိတိမပါဘူးဇန္တာတွေပါတယ်အဲ့တော့ဘုဇင်ခုနှစ်ပါးဆိုတဲ့ဟာမှာ ပတိကအချုပ်ဖြစ်တယ်။ကြံတဲ့ဘောဇင်တွေကိုတန်ဆုခွဲလိုက်ဘောဇင်ကခေါနပါရှိတာတတိတန်ဘောဇင်ကိုထိတ်ကထားထိတ်ကထားလိုက်တဲ့အခါကျတော့ကြံတဲ့ဘောဇင်တွေကိုနမဆင်နဲ့ကြည့်လိုက် ပါရီလာတော့ဓမ္မဝိစရာတဲ့ဝီရိယတဲ့ပီတိတဲ့အဲ့ဒီသုံးခုကတဆုထားတခါနောက်အစဉ်တိုင်းပတ္တတိတဲ့တမာတိတဲ့ဥပိ္ပခာတဆုထား အဲ့ဒီနှစုဟာသူကစိတ်အခြေအနေအလိုက်အတိုးအဆုတ်လုပ်ပေးရတယ်ဒါကလိမ္မာကျွမ်းကျင်မှုပဲနော်လိမ္မာကျွမ်းကျင်မှု